မင်္ဂလာပါဘေးစင်တချွန်းကိစ္စနဲ့ပတ်သက်လို့အောက်မှာကွန်မန့်လေးတွေ့လို့အဲ့တော့ပွင့်ပြီဆိုတာနဲ့ email meeting နဲ့တိုင်းပြီးတော့စင်မဲ့တွဲပေးကြပါတယ်ဆိုတော့တောင်းသူလေတမားကဒါမေးတဲ့ comment ဖြစ်ပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တောင်းသူတွေမှာလည်းပဲဖြန်းလိုက်ရင်လည်းပဲကျွန်တော်ဓာကျွန်းကြောက်ရ မပြန်းပြန်တော့လေပိုးကြောက်ရဖြစ်နေတာပေါ့ဗျာအဲ့တော့ဒီစီးသမားပေးတဲ့အတွဲပဲပြန်ကြတော့ဒီအတွဲတွေကလည်း imamedin နဲ့တိုင်းမေတော်စင်မဲမရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဓာကျွင်းမကြအောင်ဘယ်လိုပြန်းရမလဲလို့မေးတာပေါ့နော်အဲ့တော့ကျွန်တော်ကုံတွေပွဲစားတွေကလည်းပဲတိုင်းမေတော်စင်ကိုလုံးဝမပြန်းပါနဲ့လို့ကျွန်တော်တောင်းပန်ထားတာလည်းရှိတယ်ဆိုတော့ ဒီတကျွန်းကြံဖို့မကြံဖို့ဆိုတာဒါဖြန်းတဲ့လူတွေပုံမှာမူတည်တာပေါ့နော်အဲ့တော့တောင်သူတွေမှာကတော့ခုနပြောသလိုနော်ဒီမဲခွေရဲ့စီးတန်တူလိုပဲစီးတန်တူတညူလောက်ရော့တော့တော့ပေးမယူလိုက်ကမိုက်လို့ထင်ယူလိုက်ပြန်တော့ကြိုက်လို့ထင်တောက်စီခြင်းဂရင်းနှံထောင်ခဲ့ကွယ်ညုံ့ရဲ့လီအဲ့တော့ကျွန်တော်တို့ဘုဒ္ဓစီတွေက မဖြန်းစီခြင်းဘူးတကျွန်းကြံလာမျိုးဆိုရင်ပိတ်လိုက်ပါเนาะဟောပိတ်လိုက်ရင်တော့အဲနည်းနည်းတက်တာမှာပေါ့လေအဲ့တော့မဖြန်းစီခြင်းပိတ်လိုက်ပါမပိတ်ဘူးဆိုရင်လည်းကျွန်တော်တို့တောင်းတရဖြန်းမိလိမ့်မယ်ပေါ့เนาะဖြန်းမိမှာတေးကြရဲတာတားဖို့တော်တော်ခက်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောင်းသူများခင်ဗျာဒီတိုင်းမိသားစဉ်တကျွန်းကြံလာကိုစိုးရိမ်နေကြတဲ့တောင်းသူများတကျွန်းမကြံအောင်ဆိုရင်တော့ မဖြစ်မနေလဲဆိုင်သမားတွေကလည်းပေးมาပါပဲပေးခဲ့ရင်ကျွန်တော်တို့ကဒီ30ရာခိုင်နှုန်းရဲ့အောက်ကိုပဲဖြန်းမှာဖြန်းမယ်ဆိုရင်လည်းပဲတိုင်းပြည်တော်စင်ရဲ့ PHID တိနံပေါ်မှာမူတည်ပြီးတော့အပြောင်းလဲရှိပါတယ်တိုင်းပြည်တော်စင်ရဲ့ဓာတ်ကျွန်းဒီ PHID ကျွန်တော်တို့ကပေးมา14ရက်21ရက်ဖြစ်တယ်ပေါ့နော်အလွန်ဆုံး21ရက်ပေါ့ဗျာစပားမှာတော့14ရက်30ရက်တလားတိရှိတယ်ပေါ့နော် ိုတော့ကျွန်တော်ပဲမှာဖြစ်တဲ့အတွက်ကျွန်တော်21ရက်ခွာပြီးရပါမယ်အဲ့တော့ပန်းပွင့်ပြီးရင့်မဲ့ချိန်ထိ55ရက်ပြန်မြ55ရက်လောက်ကြာပါတယ်ဆိုတော့အတွက်21ရက်ဆိုတာလွတ်ပါတယ်နော်အဲ့တော့21ရက်ချားလိုက်ရင်ရပါတယ်ရိတ်သိမ်းချိန်မတိုင်မီ21ရက်ခွာလိုက်ရင်ရပါတယ်နော်အဲ့တော့ပန်းပွင့်ပြီးတိုင်မီတော်စင်ဖြန်းလို့ရသေးတယ်သို့တော့35ရာခိုင်နှုန်းရဲ့အောက်တိုင်မီတော်စင်ပဲဖြန်းမှာ ဒါဆိုရင်လည်းလွတ်ပါတယ်မဖြစ်မနေဖြန်းရမှာဆိုရင်တော့เนาะခဏခဏမဖြန်းပါနဲ့ထိရအောင်ဖြန်းပါเนาะတစ်ချိန်တည်းနဲ့